ထောင်ထဲကလွတ်လာခဲ့တဲ့နောက်မှာလည်း sexy ကြကြလှနေစေဖြစ်တဲ့တင်စာဝင်းကျော်တင်စာဝင်းကျော်ကပြည်သူအချက်တော်ဆိုရာချက်ကိုအမျိုးသားသူကြီးရဲ့အချက်တော်လို့ပြောရင်တော့ပို့ပြီးတော့မှန်ပါပါတင်စာဝင်းကျော်ကချောမောတဲ့အလားပါရင်းနဲ့ပရိသတ်တွေကိုစွန့်ဆောင်ထားနိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါရင်တင်စာဝင်းကျော်ကတော့တစ်ချိန်ကအမျိုးသားရောအမျိုးသမီးပါချစ်ခင်အားပေးမှုကိုတခင်နဲ့ရရှိထားတဲ့မင်းသမီးတစ်လက်ဖြစ်ပါရင်မျက်နှာဝိုင်းဝိုင်းမျိုးလုံးဝိုင်းလေးနဲ့ဆက်စရာခေါင်းနဲ့မျက်နှာလေးနဲ့ ပြည်ပြင်းတဲ့သရုပ်ဆောင်ချက်တွေကြောင့်နမဲကြီးမင်းသမီးတလက်ဖြစ်လာခဲ့ရလဲဖြစ်ပါတယ်။မင်းသမီးကျော်တန်ဆောင်ဝင့်ကျော်ကအောင်မြင်တဲ့မင်းသမီးတလက်ဖြစ်ခဲ့ပေမဲ့မင်းသမီးတယောက်ဆိုတဲ့ဂုဏ်ကိုဆွံ့လွတ်ပြီးတော့ sexy model ဘဝကိုရွေးချယ်သွားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။စစ်စရာကောင်းတဲ့အမူအရာလေးနဲ့အနုပညာလောကတွေကိုစတင်ဝင်ရောက်လာခဲ့ပြီးပရိသတ်အချက်ကိုရရှိခဲ့ပေမဲ့နောက်ပိုင်းမှာဆိုရင်တော့အမျိုးသားတို့ကြီးအကြိုက် sexy line ဘက်ကိုရောက်ရှိခဲ့ရလဲဖြစ်ပါတယ်။စစ်စရာကောင်းတဲ့သူမကပွဲတက်တစ်ခုမှာဘရာမပါပဲပွဲတက်ရာကနေ တနိုင်ငံလုံးနီးပါးအံ့ဩရတဲ့အထိဖြစ်ခဲ့ရပါတယ်။ဗရာမပါပဲပွဲချက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့သင်္ဆောင်ဝင်ကျော်ကအရင်အချက်ကြောင့်မှအောင်မြင်ခဲ့ပါသေးတယ်။တင်စားဝင်ကျော်က sexy model ဘဝမှာအောင်မြင်နေချိန်အခကြေးငွေယူပြီးတော့ညဉ့်ဉန်းပုံတွေဖြန့်ဝေလို့ဆိုပြီးတော့အရေးယူခံခဲ့ရပါတယ်2021မှာ American အခြေစိုက်ညဉ့်ဉန်း website တစ်ခုကိုလိင်အသားပေးညဉ့်ဉန်းပုံတွေဗီဒီယိုတွေကိုရောင်းချခဲ့တာမို့ electronic ဆက်သွယ်ရေးဆောင်ရွက်ရေးဥပဒေပုံမှ33ကကြီးအရအမှုဖွင့်အရေးယူခံခဲ့ရပြီးတော့ ထောင်ဒဏ်၅နှစ်အထိချခံခဲ့ရတာလည်းဖြစ်ပါတယ်။2025ဇန်နဝါရီလ၄ရက်နေ့မှာလူငင်းချမ်းသာခွင့်နဲ့ပြန်ထွက်ခဲ့ပြီးတော့အခုဆိုရင်အမှုပညာအလုပ်တွေကိုပြန်လုပ်နေပြီးတော့အရှင်လိုဟော်ဟော်မမိုက်ဆက်စီကြကြနဲ့လှပနေစေပဲဖြစ်ပါတယ်ရှင်။